အားလုံးပဲမင်္ဂလာပါဗျာဆော့ကာတီယံခဲ့တဲ့ပြန်လည်ပြီးကြိုလိုက်ပါကျွန်တော်ဒီနေ့စူပါဆာလင်းမှာလည်းလူပွဲစဉ်ပွဲဆောင်တွေအများကြီးရှိတဲ့ထိုင်နေထုံးစံတိုင်းမှာအကြိုက်ဆုံး၅ပွဲကိုလုံးလို့ရှင်ပြီးပြီးလုပ်ပေးသွားမှာဖြစ်ပါတယ်။နင်းညကျွန်တော်ဒီနှစ်ပိုင်းကျင်ထားရမှာဒီနှစ်ပိုင်းပေါင်းရင်တော့နှစ်ပွဲသလောက်တော့ပေါင်းပြလိမ့်မယ်လို့ယူဆပါတယ်။နင်းညကျွန်တော်ဒီ VM ဒီပွဲကောင်းကလည်းဒီ Dortmund ဘော်ဒီနဲ့အပြည့်အောင်ထားပြီးဒီ number ပွဲစဉ်၅ပွဲကလည်းဒီ Barcy တပွဲပဲကြာထားပြီးဒီအဆင်ပြေထားတဲ့နေရာမှာရှိပါတယ်။ကျွန်တော်ရဲ့ဒီ number ဆက်ဆံ number plan နဲ့ VM ဒီပွဲကောင်းနိုင်ပြီးရင်းနေနေပြီဗျာ။ ိုင်းကဖုန်းနံပါတ် Viber Telegram နဲ့လာရောက်ဆက်သွယ်ညံ့ပြီးတွေ့နိုင်ပါတယ်။ကျွန်တော်ဒီ preview ပွဲစဉ်တွေဘက်ကိုတွားလိုက်အောင်။ပမောင်းကျွန်တော်ဒီ CD ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ကိုမွန်နဲ့ဂျူဗင်တက်ဒီပွဲမှာအဝေးဂျူဗင်ကဗိုလ်ကြီး level 30ကိုပေါင်းကြီးနှလုံး50ရှုံးမှာကျင်းပထားပါတယ်။ဒီစည်းလမ်းကြည့်ရမယ်ဆိုတော့ဒီပြီးခဲ့တဲ့ရာသီဂျူဗင်ဝေးဝန်းကနေပြီးတော့လည်းဒီကိုမွေးအင်ကွက်မှာဝေးဝန်းကနေ level 50လောက်ပဲပေါက်ထားရင်ထားပါဖြစ်တာကြောင့်ဒီ legacy form မှာလည်းဂျူဗင်နောက်ဆုံး၅ပွဲဆက်တိုက်နံပွဲပြောက်ထားပြီးဒီဝဲတွေကန်ထားနေတာပါဖြစ်တာကြောင့်ဒီ level 30ကတော့ ဈေးမှန်တယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီဘွဲမှာတော့ဒီနှစ်သင်းသလုံးကဒီတရပွဲကျူမင်ကလည်းနောက်ဆုံး၅ဘွဲဆက်အသေးခံထားတာဖြစ်တာကြောင့်ဒီကိုမူကလည်းနောက်ဆုံး၂ဘွဲဆက်အသေးခံထားနေတာမှာဒီဘွဲစဉ်မှာတော့ဒီအနိုင်ရလက်ထွက်အောင်ကန်သွားမယ်လို့ယူဆပါတယ်ဒီဂျူမင်တက်ကိုကြည့်ရမယ်ဆိုရင်လည်းဒီနောက်ဆုံး၅ဘွဲတရေကြထားရဆိုပေမဲ့ဒီနောက်ဆုံး၅ဘွဲလုံးကဒီပွဲကြထားတဲ့နေထားမှာရှိပါတယ်ချန်ပီယံလိပ်မှာလည်းအသင်းကောင်းအနေနဲ့ကန်ထားရနေထားမှာဖြစ်တာကြောင့်သူ့အနေနဲ့ဒီတရေဘွဲတွေစက်တိုက်ကြထားရလို့ယူဆပါတယ်ဒါကြောင့်ကျွန်တော်ဒီဘွဲမှာတော့ ရှင်မင်းနံပွဲဥဆောင်သွားမဲ့ပွဲလို့ဥစားပါတယ်ဒါကြောင့်မလည်းပဲ30ရှင်ပေါ်ကြောက်မှာ30ရင်းပြီးဂျူပင်ဘော်ဒီကိုရွေးချယ်ထားပါတယ်ဘူပေါင်းကြီးနှလုံး90ရှင်ပေါ်ကြောက်မှာတော့ဒီဂျူပင်ကဒီပွဲပြီးရင်လည်းဂျာယက်မှာချန်ပီယံလိဂ်ဒီဝီယမ်ထရီအင်းမျိုးကိုတောက်ကန်ရမယ်နေထားမှာဖြစ်တာကြောင့်ဒီကစားအနေငယ်ချူတာလာနိုင်တဲ့နေထားမှာဖြစ်တာကြောင့်နှလုံး90ရှင်ပေါ်ကြောက်မှာဘူပေါင်းအောင်နဲ့ဂျူတက်ဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ EPM ပွဲစဉ်ဖြစ်တဲ့ Tottenham Hotspur နဲ့အဆွန်ဗီလာဒီပွဲမှာအင်ဂျင်တော်တန်ဆွာကဘုန်းကြီး level 90ဘူပေါင်းကြီး သုံးလုံး90ဆားမှာကျေပွန့်ထားပါတယ်ဒီဈေးတောင်ကြာမှာဆိုတော့ဒီဒီ total swap အနေနဲ့ level 90ကဒီဈေးမှန်တယ်လို့ပြောလို့ရတဲ့နေရာမှာရှိပါတယ်ဒီနေ့လက်ရှိကားတော့မှာတော့ဖောင်ရအောင်နည်းနည်းလုံးအရင်မကွာပါဘူးနောက်ဆုံး၅ဘက်မှာ total swap ကလည်းနောက်ဆုံး၅ဘက်မှာ2ပွဲနိုင်3ပွဲတည်ဝင်ဝင် SP လာလည်းနောက်ဆုံး၅ဘက်မှာ4ပွဲနိုင်2ပွဲတည်နဲ့နည်းနည်းလုံးဖောင်ကောင်းတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာဒီဒီဘက်ပြီးရင်နှစ်သင်းလုံးကလည်းဥရောပပွဲစဉ်တွေကံမှုရှိပါတယ်။ Total Swag ကချန်ပီယံလေးဒီ Aston Villa ကဥရောပလေးအေးနှစ်သင်းလုံး ီဥရောပပွဲတွေကမ်းမှုရှိတာဖြစ်တဲ့တကြောင်ဒီကစားအားဖြူတာလာနိုင်တဲ့နေထားမှာရှိပါတယ်ဒီနှစ်သင်းသလုံးရဲ့ညီပြတွေကလည်းတူရန်စွာရဲ့ညီပြတိုမတ်ဖရန်နဲ့ဒီအက်စတန်ဗီလာရဲ့ညီပြဥနိုင်အမ်ဒီတို့ကလည်းဒီအခက်ကျက်သားပြီးတဲ့ညီပြတွေဖြစ်တာကြောင့်နှစ်သင်းသလုံးကတော့ဒီသွန်ကိုအရင်ရတဲ့အတင်ကအထင်ကြီးကန်သွားမဲ့နေထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာသုံးလုံး90စပေါက်ကြည့်အောင်ပါဒီနှစ်သင်းသလုံးဝက်ကျက်ထားမှုနဲ့အတူဒီကစားအားဖြူတာလာမဲ့နေထားမှာဖြစ်တာကြောင့်ကိုဝါအော်တမူတော့ဝယ်ယူချက်ထားပါတယ် အရဝဲဒီစူပါဆန်ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ဒီလီဗာပူးနဲ့ယူနိုက်တက်ဒီပွဲမှာအရှင်လီဗာပူးကဘောလုံးကြီးသလုံး၁၀ဆာကူပေါင်းကြီး၃၅၀ရှုံးမှာချိန်ဖွင့်ထားပါတယ်။ဒီဈေးတောင်ကြီးကပဲဆိုတော့ပြီးခဲ့တဲ့ရာသီလီဗာပူးအင်ဖွင့်မှာဖွင့်ထားတဲ့ဈေးကဒီသလုံး၅၀ရှုံးဖွင့်ထားတဲ့နံပါတ်ဖြစ်တာကြောင့်ဈေးတန်းကတော့အနေငယ်ပျော့ပြောင်းနေနေထားမှာရှိပါတယ်။လက်ရှိဖောင်ဒီလီဗာပူးလက်ရှိဖောင်ကြောင့်ဒီဈေးတန်းကြီးအနေငယ်ကျဆင်းထားနေချာမှာလို့ရှိပါတယ်။ဒီနေ့ဒီလက်ရှိကာနာဖောင်ကြီးရမှာစင်တော့ဒီလီဗာပူးနောက်ဆုံးလာဖို့မှာတပွဲနိုင်၃ပွဲရှုံးနဲ့ဒီ၃ပွဲစတိုက်ဒီ ရှုံထားတဲ့အနေနဲ့မှာဖြစ်တာကြောင့်လူမဘူးတို့ခေါင်းအကြဘက်ကိုရောက်နေတဲ့အနေထားမှာရှိပါတယ်။ဝေးဝေးယူနေတဲ့ကတော့နောက်ဆုံးကားဘက်မှာ၃ဝန်းနိုင်မပွဲရှုံတဲ့ဒီခေါင်းရိုင်းမဆိုးတဲ့အနေထားမှာရှိပါတယ်။ဒီနယ်ဝဲတွေကတော့အင်ဝဲမှာပဲနယ်ဝဲတွေရရှိထားပြီးအဝေးဝင်းမှာဆိုတော့နယ်ဝဲမရထားတဲ့အနေထားမှာရှိပါတယ်။ဝေးဝင်းဒီနောက်ဆုံးကားဘက်မှာနှစ်ပွဲကဒီအဝေးဝင်းရှုံပွဲတွေ့ထားတဲ့အနေထားမှာရှိပါတယ်။တော့ဒီဘွဲမှာတော့ဒီမော်ဒီကြီးတလုံးတစ်ဆင်စားပေါင်းကြအောင်ပါလေလက်ရှိကားနဲ့ပေါင်းရလဲလေဘာဘူးရုံးကန်နေရတဲ့အနေအထားမှာဖြစ်တာကြောင့် ေးနေပါဘူးနဲ့နှစ်ဘူးပြတ်ဖို့ဘူတွေကူတဲ့အနေထားမှာရှိပါတယ်။တော့ကြောင့်ကျွန်တော်တစ်ဆယ်ရင်းပြီးတော့ဝီဝင်းညက်တဲ့ဘူဒီကိုရွေးချယ်ထားပါတယ်။ပူပေါင်းကြီး350ချုံပါပြောက်မှာတော့ဒီဒီဟာဒီဒီစီနေတဲ့ဒီတိုက်စစ်မှုအစ်တွေခုံယူထားရဆိုပေမဲ့ဒီနေပါဘူးကအစ်ဆက်ယူနိုက်တက်ကဆက်စကိုတို့အသင်းနဲ့အမွန်ထားပြီးပဲဒီတွန်ကိုရပြုံရုံးကန်နေရတဲ့အနေထားမှာရှိပါတယ်။ international break မှာလည်းဒီကစားသမားတွေဒီတွန်းကိုပြောဆုံးထားတဲ့နေရာမှာဖြစ်တာကြောင့်တော့ဒီဘက်မှာတော့350ရှင်ပေါက်ကြည့်အောင်မှာဒီကိုပေါင်းအောက်ကိုပြည့်ချထားပါတယ်ဘော်ဒီမှာ United ဘော်ဒီနဲ့ကိုပေါင်းအောက်ကိုပြည့်ချထားပါတယ် နောက်တစ်ပွဲတော့ဒီလာလီကာပွဲစဉ်ဖြစ်တဲ့ဂီတာဖေးနဲ့အပြင်းမထွက်ဒီပွဲမှာဝီဂန်ဗီယာကဘော်ရီတလုံး25ပြရှုံးဘူပေါင်းကြီးနှလုံးရှုံးမှာခြေပွက်ထားပါတယ်ဒီစည်းတောင်ကြည့်ရမယ်ဆိုတော့ဒီမိခဲ့ရာဒီဘော်ရီစည်းအရာဒီမိခဲ့ရာဒီဂီတာဖေးအင်ဂွန်းဒီမှာပဲဒီပြင်းမထွက်နေနဲ့တလုံး90စာတလုံးတွေလောက်ပဲပေါက်တက်နေထားမှာဒီပွဲမှာတော့တလုံး25ပြရှုံးဘော်ရီစည်းပြင်းနေဆိုမဲ့ဘူပေါင်းစည်းကတော့ဒီဗီယမက်ထရစ်ပေးနေကြစည်းတောင်မဟုတ်ပဲနှလုံးရှုံးဆိုပြီးရောတိတိကျကျကိုပေါင်းစည်းပြောပြောနေထားမှာရှိပါတယ်ကိုပေါင်းစည်းအရာဒီဗီယမက်ထရစ်တို့ သုံးလုံးသေးရေသုံးလုံး50ရှုံးမဲ့ဒီအငဲပေါက်တဲ့အနေအမှာဒီဘွဲမှာတော့ဒီနှလုံးရှုံးဆိုပြီးတော့ဘူပေါင်းသီးသီးသာကြာဆင်းထားတဲ့အနေအမှာရှိပါတယ်ကျွန်တော်ဒီဘွဲမှာတော့ဒီဘူပေါင်းသီးကြာဆင်းမှုနဲ့အတူဒီ VM ထွတ်တို့ဒီဘွဲပြီးရင်လည်းအင်ဝဲမှာဂျူဗန်တက်နဲ့ဒီချန်ပီယံလိဒီကွက်ချက်ကန်ထားရမယ့်အနေအမှာဖြစ်တယ်အဲ့ဒီဘွဲပြီးရင်လည်းဒီအက်ကလစီကိုဒီလာလီဂါရဲ့အဓိကပွဲစဉ်ဒီဘာစီလိုနာနဲ့ကန်ရမယ့်ပွဲနှစ်ပွဲစတိုက်ပွဲကျက်မယ့်အနေအမှာဖြစ်တာကြောင့်ကစားအားဖြစ်တာလာမယ့်အနေအမှာရှိပါတယ်ကျွန်တော်ဒါကြောင့်ဒီဘွဲမှာနှလုံးရှုံးပေါက်ကြောက်မှာ ဘူဘောက်တမျိုးလည်းဝယ်ယူချက်ထားပါတယ်။နောက်တစ်ပွဲတော့ဒီ League 1ပွဲစဉ်ဖြစ်တဲ့နန်တက်နဲ့ Lion League ဒီပွဲမှာဝေးလံလီကမော်ဒီယေတစ်လုံး80စားဘူဘောက်ကြီးနှစ်လုံးအရှုံးမှာခြေဖွင့်ထားပါတယ်။ဒီနေ့ဒီလက်ရှိကနဖောင်ကြီးရမစနဖောင်ရတော့နှစ်သင်းတစ်လုံးဒီအရင်မကွာတဲ့အခြေအမှာရှိပါတယ်။နန်တက်ကလည်းနောက်ဆုံး၅ပွဲမှာတစ်ပွဲနိုင်တစ်ပွဲရှုံးသုံးပွဲတည်နေတဲ့ဒီနောက်ဆုံးတော့မှာတစ်ပွဲပဲရှုံးလာပြီးဒီဖောင်မဆိုးလို့ပြောလို့ရတဲ့အနေထားမှာရှိပါရဲ့ဝေဝင်းလိုက်ကြီးကလည်းနောက်ဆုံးတော့မှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတစ်ပွဲတည်နေဒီဖောင်ရတော့နှစ်သင်းတစ်လုံးအရင်မကွာတဲ့အနေထားမှာရှိပါရဲ့ ဒီနတ်တက်ရဲ့ဒီအိမ်ဝင်းဖောင်ကြီးရမယ်ဆိုရင်နတ်တက်အိမ်ဝင်းသုံးဘွဲကန်ထားရမှာတပွဲနိုင်တပွဲကျုံတပွဲတည်နဲ့ရှုံထားတဲ့ပွဲစဉ်လည်းဒီ PSG ကိုအိမ်ဝင်းမှာဒီဇီဝနဲ့ပဲကတ်ရှုံထားတဲ့အနေထားမှာဖြစ်တာကြောင့်နတ်တက်အိမ်ဝင်းဖောင်ကောင်းတယ်လို့ပြောလို့ရတဲ့အနေထားမှာရှိပါတယ်ကျွန်တော်ဒီဘွဲမှာတော့ဒီနတ်တက်ဒီနောက်ဆုံး၅ဘွဲမှာရှုံဝင်တပွဲပဲတွေ့ထားပြီးတော့ဒီဒီကြည့်အောင်မြင်မှုမှာလည်းနောက်ဆုံး၅ဘွဲမှာ၄ဘွဲကြည့်အောင်ထားပြီးတပွဲကြည့်ပြန်ခွာရတဲ့အနေထားမှာဖြစ်တာကြောင့်ကြည့်အောင်မြင်မှုပိုင်းမှာလည်းနတ်တက် ကြည့်အောင်မြင်မြင်မာတဲ့အရင်ဖြစ်ပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီဝေးဝင်းလိုင်းကြီးကလည်းဒီပွဲပြင်ယူတူဘာလေးပွဲချက်ဒီကံရမယ်နေထားမှာဖြစ်တာကြောင့်လုံး90စားပေါက်ကြည့်အောင်မအင်ရှင်နှစ်တက်ပေါ်ရင်းနဲ့ဦးအောင်ကြီးနှလုံးရှုံးပေါက်ကြည့်အောင်မဘဝကိုရွေးချယ်ထားပါတယ်စူပါဆန်နီမှာအားလုံးပဲအပေါင်းပြကြပါလေရ။